မင်္ဂလာပါမစ်စီတို့ရဲ့ကနဒါဂျီတူ channel လေးရနေပြီးတော့ပြန်လဲကြိုးစားပါရဗျာဒီနေ့ပါတော့မစ်စီတို့မင်္ဂလာကျောင်းတော်နီဝင်းချင်းကကလုံးလေးကြီးရလေးမှာနေထိုင်တဲ့ကုဖူးစော်ရဲ့အကြောင်းလေးကိုစိတ်ဝင်စားစရာရန်ကောင်းလာမှုတင်ဆက်ပေးပါရစေဘာကြောင့်စိတ်ဝင်စားတာကောင်းနေတာလဲဆိုတော့ခိုင်လုံတဲ့အကြောင်းရင်းတွေရှိပါတယ်ဗျာအဲ့ဒါကတော့တညတာဆိုတဲ့အချိန်လေးမှာထူးခြားဆန့်ကျင်တဲ့အရာနှစ်ခုနဲ့ တစ်ခုပြီးတစ်ခုကိုဆက်တိုက်ကြုံခဲ့ရလို့ပါပဲဘလိုမျိုးတွေလဲဘလိုအကြောင်းအရာတွေလဲဆိုရင်ပင်လယ်ပြင်ထဲမှာကြောက်စရာတက်တဝါချင်းနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးရနောက်အသက်ဘေးကလွတ်ခဲ့တယ်ဒါပေမဲ့ဘေးကလောကသားတွေနဲ့ဆက်ပြီးတော့နှစ်ဖူးတွေဒူးတွေကြုံခဲ့ပြီးတော့ကြွားဟုပြန်ရောက်လာခဲ့တဲ့အကြောင်းပါပဲကဲဇလန်းလေးကိုစားလိုက်ကြရအောင်ဗျာသူ့နာမည်ကဖိုးစော် ပင်နေတပ်ပြီးအတားညူညူရှိပေမဲ့ထောင်တော်မမောကြီးတော့မဟုတ်ပါဘူး။မပေမပပုံစံမျိုးလေးပေါ့။ဒါပေမဲ့အလုတ်ကျလှုပ်လန်တဲ့သူပီပီတန်တန်ဆန်းဆန်းတော့ရှိပါတယ်။အသက်20ကျော်ရုံလေးပဲရှိပေမဲ့သူဖခင်ကြီးမဆုံးပါခင်ထားခဲ့တဲ့လေလေးတစည်းနဲ့ကြံခဲ့တဲ့သူမိခင်ကြီးကိုလှုပ်ကျွေးနေတဲ့ဣတိုလေးမလေးတယောက်ပေါ့။ဘုဇောကအနေအေးပြီးတော့လွတ်ချစ်လွတ်ခံပေါ်တဲ့လူတယောက်ဖြစ်တယ်လို့ဝိဘအပေါ်လည်းအယံတိတက်ပါတယ်။ ။ညမှာတော့ပူဇတိယညထဲကိုငါးဖန်းထွက်လာခဲ့ပါလေ။ညထဲမှာလှေလေးကတရင်ရင်နဲ့ဘိုးကတဲတမမေးရွာနေတော့နေပင်တွေကလည်းတဟူးဟူးနဲ့တိုက်နေတာပေါ့။ဘိုးဆိုကတော့ရေစည်းလက်ပိုက်ကိုချကားပြီးတော့ပါလာတဲ့ဝါတာဘလူးဘိုးကစားလေးကိုချောလို့စောင့်နေခဲ့လိုက်တယ်။ဒါအပြင်စောင့်နေရင်းနဲ့တဲ့အတင့်ယူလာတဲ့ပရိသတ်ငါးမျိုးကိုအစားတက်ပြီးတော့ငါ့ဘာမြားနေခဲ့သေးတာပေါ့။ပိုက်ထဲမှာမိတဲ့မားအပြင် အခုငမကျိုးမှာနောက်ထပ်ထပ်မိတယ်မနေဘူးပေါ့နော်ဒိုရီတန်ငမဆိုတာကငမကျိုးတစ်ချောင်းထဲမှာထိတ်ဆုံးဘက်ကငမကျိုးမှာကျိုးအစလေးတွေအများကြီးထွက်ထားပြီးတော့အဲကျိုးစတိုင်းကျိုးစတိုင်းမှာငမကျိတ်လေးတွေအများကြီးပါတာကိုပြောတာပါအဲလိုမျိုးပရိသတ်ငမမှာသူကအစလေးတွေတက်ပြီးတော့ကလေးပေါ်မှာပိုက်ချထားရင်လည်းစောင့်နေခဲ့ပါလေဘိုးကအရင်စီမတဲတော့တယ်လေထဲတိတ်မပြင်းတော့ပါဘူး ဒါပေမဲ့မိုးဖိုးဖိုးလေးတွေတော့ကြာနေပါသေးတယ်။အဲ့ဒီအချိန်မှာပဲရုတ်ကဲမမားကျိုးကစက်ကနဲ့ပြတ်သွားပါတယ်။ဖိုးတော်လည်းရှင်တထွေ့ချင်းနဲ့ကျိုးကအမြန်ဆွဲယူလိုက်တာပေါ့။ဒါပေမဲ့ပထမထမ်းလာအောင်ကိုတစ်ဖက်ကအားပြင်းပြင်းနဲ့ဆောင်ဆွဲလိုက်သလိုမျိုးဖိုးတော်ရဲ့လွေလေးကမြစ်ပြင်ပေါ်မှာတလှုပ်လှုပ်နဲ့ဆွဲခေါ်ခံရပါတော့တယ်။ဟိုးဘာဟောင်းလေးဟာဆိုပြီးတော့ဖိုးတော်တယောက်လမ်းပြန့်သွားပြီမဲ့။အများကျိုးကတော့လွတ်ကပ်မတော့အောင်လို့ဒေဝန်းလေးကတမ်းမှာ ခတင်းတင်းလေးပတ်ချီလိုက်ပြီးတော့ flow တက်တဲ့လေကိုမှုံတော့အောင်လို့ထင်ရတော့တာပေါ့ဒီအောက်ကတုံတရားကအပြင်းပြင်းနဲ့ဆွဲခေါ်နေရတာကနေတအောင်လောက်ကြာတော့မိုးတော့ပုံရတယ်ကိုယ်စော်လည်းမများချို့ကိုအตาရဆွဲတင်နေလိုက်တယ်အဲ့ဒီအချိန်မှာပဲဝုန်းနေဆိုရေပင်ပေါ်အားကြီးတကောင်ခွန်တက်လာတာကိုပြစီအလင်းရောင်အော်အချင်းချင်းရှားရှားသီးတွေ့ရပါတယ်ကိုယ်စော်တဲ့ရုတ်တရက်တော့ချက်တည်တည်သွားခဲ့ပါတယ် သူ့ဘဝမှာအဲ့လိုကြီးတဲ့ငါးယူဆိုတခါမှမမြင်ဘူးခဲ့ဘူးဟာဘာငါးကြီးလဲနဲရကြီးမဟုတ်ဘူးခင်ဗျဖင်ဟာဒီလောက်တောင်ရှိမယ်ဆိုပြီးတော့သူ့ပါဇက်ကတော့ရေကျွန်းမိလိုက်ပါတယ်ငါးကြီးရဲ့ခုံတက်လိုက်တဲ့အစိမ်ကြောင့်လူးလွန်သွားတဲ့ဖလေကိုအသေးအံထင်းလိုက်ရပါတယ်အဲ့ဒီငါးကြီးကရေထဲကိုပြန်လို့မသွားဘဲနဲ့ဘိုးစော်ကိုနှလုံးရဲရဲကြီးရယ်စောင့်ကြည့်နေတာကိုတွေ့ရရတဲ့ဘိုးစော်တရားစတဲ့တိုင်းတစ်ဖက်မှာထထောင်းနေတဲ့ ठी ကိုကြောက်လန့်နေခဲ့ပါတယ် ဘောလုံးတို့ဘာခံရမှမသိတဲ့အချိန်မှာပဲမာကြီးကရေထဲကိုတခါပြန်လို့သွားပြီးပိုးစော်ရဲ့လေကလေးကိုဆွဲပြေးပြန်လာတော့တယ်။ဘိုးကမြေမနိုင်ကြော်နေတော့လေပင်းတွေကလည်းလေကိုရိမ့်ထုံးနေတော့ပိုးစော်ကတော့ဂျိုးကိုလုံးဝမလွတ်ချင်ဘူးပြီ။ဒီလိုမာကြီးမျိုးဆိုရင်တတ်မှတခါတွေ့ဖို့တော့မလွယ်ဘူးမလား။သူ့စိတ်ထဲမှာဒီဒီကောင်ရရင်ဘိကင်ကြီးရဲ့အကျိုးတွေတောင်ဆက်လို့ရမယ်လို့တွေးမိခဲ့တာပေါ့။ဒိုင်မက်လီယာပူပူမြန်လာပြီးတော့မြေရပုံနဲ့တဲ့နေရာလေးစီကိုရောက်လာခဲ့ပါတယ်။ အာဒီကဆွဲတဲ့တူလက်လေးကိုမမော့အောင်လို့တက်နေဆုံးလော်တက်နဲ့ထိန်းပြီးတော့ငါးရီဆွဲခွဲရနောက်ကိုလိုက်ထဲတာအဲ့ဒီအချိန်မှာပဲဘိုးတန်နေရန်ဒီကြားထဲမှာတော့မှသီးသန်းတဲ့အတန်တစ်ခုသူ့ရဲ့နားထဲမှာပီပီပီပင်တက်တက်တာတာကိုကြားလိုက်ရပါတယ်အဲ့ဒီအတန်ကတော့ဖိုးစောဘယ်တော့မှမမေ့တဲ့အမေ့ရဲ့အတန်ပါပဲဒါကြီးရွှတ်လိုက်ရွှတ်လိုက်ကွအဲ့ဒါဖျားဆောင်ငါကြီးရွှတ်လိုက်တော့ဆိုတဲ့အမေ့အတန်ကို ဘိုးတန်လေးတန်ကြီးကြားထဲကနေပြီးတော့ပြ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 ကြီးကိုကြားလိုက်ရတာပါ။ဟာဒါအမစ်တန်ပါလား။ဟုတ်သေးပါဘူး။ငါစိတ်ထင်တယ်လို့နေမှာပါလို့တွေးနေတော့မှပဲ။ငါကြီးကရေဘော်ကိုဒုတိယတစ်ချက်ဘုံနဲ့ပြန်ခွန်တက်လာခဲ့ပါတော့။ဖူးစိုတဲ့တကူတော့တုံရင်လာပြီမဲ့လက်ထက်အကျိုးတော့စုတ်ကန်ထားရင်ကြည့်လိုက်တဲ့အခါမှာငါကြီးရဲ့မျက်လုံးတွေကလည်းသူ့ကိုပြန်စူးစိုက်ကြည့်နေတော့မှပဲ။ အဲ့ဒီမျိုးလုံးတွေမှာတစုံတရာကိုတတိပေးနေတဲ့လူမျိုးကိုသူခံစားမိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတံလေးအတန်ကိုနောက်တစ်ခါထင်ထင်ရှားရှားကြီးကြားရရပြန်ပါတယ်တိုင်းဘုသောဆွနိုင်ကိုဆွနိုင်မင်းဒုက္ခရောက်လိမ့်မယ်ဆိုတဲ့အမေအတန်ကသူ့နားထဲမှာနောက်ထပ်တကပီပီတတ်တကြီးကိုကြားရရတဲ့အခါမှာဘုသောနဲ့စိတ်ထဲမှာတုတ်ဆုတ်မနေတော့ဘဲနဲ့နေတန်းမှာခြိထားတဲ့ကျိုးကိုဓာတ်နဲ့ခုတ်ဖက်ချလိုက်ပါတော့တယ် ငါကြီးကတော့ဒီအောက်ကိုငုံဆိုးပြောက်ွယ်သွားတာပေါ့ဘိုးတို့တယောက်လေးပေါ်မှာထန်ချလိုက်ပြီးရှင်တထဲထဲနဲ့စစ်ကိုဖြေးဖြေးချင်းပြန်ထည့်လိုက်ပါတယ်စိုးစိုးကဇောနဲ့မဘောင်းမမသိပေမဲ့အခုမှကြောက်စိတ်တွေနဲ့မောဟတုံနေကြတာပေါ့စိုးစိုးကမပြတ်တိုင်းစွာနေတဲ့မိုးကလည်းအခုကျတော့သူမဟုတ်တယ်လို့တိတ်ဆိတ်နေကြပြန်ပါတယ်ဘိုးတို့လည်းအခုမှသူဘယ်ရောက်သွားတာလဲဘယ်ရောက်နေတာလဲဆိုတာကိုပဝန်းချင်းကိုစူးစမ်းကြည့်ရတာပေါ့ လက်စည်းရောင်တော့ဝင်းဝဲအောင်မတွေ့ရရတာကဟာအဘယ်နာခင်အောင်ကြောင်းနေခဲ့တာလဲဖះဖះလို့တော့ဟိုဟစ်လမ်းပြတ်တော့ခဲ့ပါတယ်ဟုတ်ပါတယ်မာကြီးရဲ့ဆွဲကော်ရကိုလိုက်လာခဲ့တာသူနဲ့မရင်းနှီးတဲ့နေရာတွေကိုရောက်သွားခဲ့တာပါခိုးစော်လေးမေတောင်းတန်းလှေကိုခတ်တက်တော့ကလေးပြန်လှော်လာခဲ့လိုက်ပါတယ်စိတ်ထဲမှာတော့စောစောကကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်ကြောင့်သူပြက်နေခဲ့တာပေါ့သူ့ဘဝမှာဒီလောက်ကြီးရဲ့မာကြီးမျိုးဆိုတော့တခါမှ မမြင်ဘူးခဲ့တယ်လို့ရှိမယ်လို့လည်းသူမထင်ဘူးခဲ့ကိုလေအဲ့ဒီအကြောင်းပြန်တွေးရင်းနဲ့သူ့စိတ်ထဲမှာကြောက်စိတ်တွေလည်းကြီးစိုးနေတာပေါ့လော်ရင်းလော်ရင်းနဲ့ပဝန်းချင်းနေရာတွေကိုတတိထားကြည့်နေခဲ့ပြီမယ်အခုချိန်ထိတော့သူနဲ့ရင်းနှီးတဲ့နေရာတွေမဟုတ်မှန်းကိုဖို့ဆိုတတိထားမိလာတယ်လော်ရင်းလော်ရင်းနဲ့ပဝန်းချင်းနေရာတွေကိုတတိထားကြည့်နေခဲ့ပြီမယ်အခုထိတော့သူနဲ့ရင်းနှီးတဲ့နေရာတွေမဟုတ်မှန်းကိုဖို့ဆိုတတိထားမိလာခဲ့တယ် ဖျားဖျားငါဘယ်ရင်ရောက်နေတာလဲလို့ရေစုံမိရေမြကြောင်းတိုင်းမျောကြည့်လိုက်တဲ့အခါမှာကံအားရော်စော်ပဲမိအောင်လက်လက်လေးတွေကိုတွေ့လိုက်ရပါတော့တယ်။ဟောကိုရှိမမိအောင်လေးပါလား။ဒါကြောဖြစ်ဖို့များတယ်။အဲ့ဒီကိုရောက်အောင်လှော်မလို့ဆိုပြီးအားငယ်နေတဲ့ဖိုးစော်စိတ်ထဲမှာအားတက်သွားခဲ့တာပေါ့။ဖိုးစော်လည်းမိအောင်လက်လက်လေးတွေစီကိုလေကိုအပြင်းထန်လှော်ရေရောက်လာခဲ့တယ်။အနာရောက်တော့ မြေကန်းစပ်မှာလှေကိုအများဆက်ပြီးကမ်းပေါ်တက်လိုက်တာပေါ့အနီးနားမှာအိမ်တွေမီးအောင်နေလက်လက်ထနေတာကိုတွေ့ရပြီးစိတ်ထဲမှာအနှဲငယ်အားတက်သွားခဲ့တယ်။ဟုတ်ပါပြီ။ရွာတွေကရောက်ပြီပဲလို့တွေးရင်းခြေလမ်းနဲ့ခက်တော့တော့လေးလှမ်းရင်းနဲ့ပဝန်းကျင်ပေါ်အကဲခတ်ကြည့်လိုက်တဲ့အခါမှာတစုံတရာထူးဆန်းနေမှန်းကိုတည်ထားမိလိုက်တယ်။အိမ်တွေရဲ့ပုံစံကပုံမှန်မဟုတ်ပါဘူး။အိမ်တကားတွေဗရင်းပေါက်တွေကမဖွင့်ထားသလိုမျိုး မိအောင်လေးကလည်းမေးထုံးထားတဲ့ပုံစံမဟုတ်ဘဲနဲ့လေထဲမှာလွတ်ပြန်နေသလိုမျိုးကိုလူပုံစံတွေကလည်းဝေဝေဝဝမြင်ရပြီမဲ့သူတို့ရဲ့လှုပ်ရှားမှုကလူတမ်းမှန်လို့မဟုတ်ဘူးဆိုတာကိုပြတိပြုမိလိုက်တယ်။သူ့စိတ်ထဲမှာတော့ကြောက်စိတ်တွေနဲ့ပြည့်နေခဲ့တာပေါ့။တွေးနေလုံးမှာပဲ။ဟေးပုံမှာလူတယောက်ရောက်လာတယ်ကွာဆိုတဲ့အတန်တစ်ခုရုတ်တရက်ကြားလိုက်ရပါတယ်။အတန်ကြားရစီမှာဖိုးစော်လှမ်းကြည့်လိုက်တော့အရိတ်လုံးလုံး ဝေဝေဝါဟောပုံစံမျိုးတွေကသူ့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာနေတာကိုသူတွေ့လိုက်ရတယ်။သူတို့ရဲ့မျက်လုံးတွေကလူတယောက်ရဲ့တံမှန်မျက်လုံးမျိုးမဟုတ်ဘဲအခုခုမူမမှန်ဖြစ်နေတာကိုတော့သူသတိထားမိလိုက်တယ်။အဲ့ဒီအချိန်မှာပဲလာလာစမ်းမကောင်လေးရာမင်းကိုအဲ့ခံကြံတို့ပါဆိုတဲ့အမျိုးသမီးတယောက်ရဲ့ချောက်ကက်ကက်အတန်ကိုကြားလိုက်ရပြီးတဲ့အခါမှာအေးဆက်ဆက်လက်တစ်ဖက်ကသူ့ကိုဆွဲခေါ်ခြင်းကိုခံစားလိုက်ရပါတယ်။ ိုးတော်တယောက်ရုံထပ်ဖို့စိတ်ထဲမှာတိတ်ခဲ့ပြီမဲ့သူ့စိတ်ဟာအညှုတ်ခံခါရတယ်လို့မျိုးစိတ်နဲ့လူနဲ့မကပ်ဖြစ်မိခဲ့ပါတဲ့သူတို့ဖိုးစော်ကိုအိမ်တလုံးထဲကိုခေါ်တန်းသွားတယ်အထက်ရဲ့ဇပွဲတလုံးပေါ်မှာအစားတောက်ပြီးနဲ့ပြည့်နှက်နေတယ်အာကင်တွေအသားဟင်းတွေထမင်းဖြူဖြူတွေကအနှံ့ရသာနဲ့ဖိတ်ခေါ်နေတာမျိုးပေါ့စားပါစားလိုက်စမ်းပါကွာမင်းပိုက်စာဒီမှာပေါ့ဆိုပြီးတော့သူတို့ကဖိတ်ခေါ်နေပါတယ် ်သူစိတ်ထဲမှာဒဇိုတရားမမှန်ကြောင်းတတိပေးနေခဲ့ပြီမဲ့ပိုက်စံလေးရဲ့အတွက်အစားကောက်တွေကမလွှဲတော့အောင်ဆွဲဆောင်နေခဲ့ပါတယ်သူ့လက်ကိုထမင်းပကန်စီဆန့်လိုက်တဲ့အချိန်မှာပဲသူတို့ရဲ့မျက်နှာတွေကရုတ်တရက်ပြောင်းလဲသွားခဲ့မျက်လုံးတွေကပိုပြူးထွက်လာပြီးသူတို့ရဲ့တောတွေကခြုံထက်တဲ့ဓာတ်တော်တွေလိုမျိုးပေါ်ထွက်လာခဲ့ပါတယ်စာစားလိုက်ပါစားလိုက်စမ်းပါဆိုတဲ့အတန်တွေကဂျန်တူရေရွတ်နေတဲ့လိုမျိုးခတ်လာပြီးတော့ ဝိုးတော်ဝလူအုပ်ကြီးကသူ့ဘေးနားကိုကတ်လာတဲ့လိုမျိုးခံစားလိုက်ရပါတယ်။အဲကြောင့်ဖိုးစော်တဲ့ထွက်ပြေးဖို့ပြင်ခဲ့တာပေါ့။ဒါပေမဲ့သူတို့ရဲ့လက်တွေကဖိုးစော်ကိုတင်းတင်းကြပ်ကြပ်ဘန်းဆုပ်ထားလိုက်ပြီးတဲ့အခါမှာလဲသွားမလို့လေ။စားရရှိတယ်ဘုံမြန်မြန်စားလိုက်စမ်း။ဒါမှငါတို့လည်းစားလို့ရမှာကွာ။ဖိုးစော်တယောက်။အော်ဟိရုံးကန်နေခဲ့ပြီမဲ့။သူ့အာအင်းကတဖြည်းဖြည်းကုန်ခန်းလာခဲ့ပါတယ်။ ရုတ်တရက်မှာပဲမမြော့နေတဲ့အခြေအနေတစ်ခုပဲဖြစ်ခဲ့ပါခဲ့။ဖြောင်းလေးနောက်ဆုံးဆန်းဆန်းဆိုတဲ့ခမမအတန်တစ်ခုထပ်ပေါ်လာပြီးရဲ့အိမ်ထဲကိုလူကြီးတယောက်ဝင်ရောက်တော့ခဲ့ပါလေ။သူ့ပုံစံကတန်မလူတယောက်နဲ့မတူဘူး။သူ့မျက်လုံးတွေကဆော့ဆော့ကဖိုးဆော့တွေ့ခဲ့တဲ့ငါးကြီးရဲ့မျက်လုံးတွေရဲ့ထူးဆန်းလန်းတူညီနေခဲ့ပါလေ။ပိုပြီးထူးဆန်းတာကသူ့ပခုံးမှာဖိုးဆော့ရဲ့ပရိသတ်နှမကစိုက်ဝင်ရှက်ပတ်နေပြီးတော့သွေးဆက်တွေကစီးကျနေခဲ့တာပါပဲ။ ဒီကောင်လေးကမိဘကိုလှုပ်ကျွေးနေတဲ့အကောင်လေးကသူ့ကိုမထီစားနဲ့တို့လူကြီးကအော်ဟစ်လိုက်ပါတယ်သူ့ရဲ့အတံမှာတကိုးဆန်းကပေါဝင်နေသလိုမျိုးပြာလောကသားတွေဟာရုပ်တရက်ကြောက်နဲ့စွာနဲ့နောက်ဆုတ်သွားကြပါတယ်ဖိုးစတယောက်အသက်ရှူမဝစွာနဲ့လူကြီးကိုကြည့်နေရင်ဦးဦးလေးကြီးကကျွန်ုပ်ကိုဘလို့တိဆိုပြီးတော့စကားဆလိုက်ပေမဲ့လူကြီးကသူ့ကိုခက်ထန်ထန်လေးလာနဲ့အခုပြောနေရမယ့်အချိန်မဟုတ်ဘူး လေပေါ်ကိုပြန်တက်ပြီးဒီနေရာကထပ်သွားဒီရောကမင်းသားအမယ်နေရာမဟုတ်ဘူးဆိုပြီးတော့ဖိုးစော်ကို အင်ဂျင်ဘက်ကိုဆွဲကော့သွားခဲ့ပါတယ်တရားလောကသားတွေကလူကြီးကိုကြောက်ရွံ့စော်နဲ့ကြည့်နေပြီးတော့ဘာမှမလုပ်ရဲကြပါဘူးဖိုးစော်ကိုလှေစီပြန်ပို့ပြီးတဲ့အခါမှာလူကြီးကမင်းရဲ့လေးတံကိုနားထောင်ခဲ့လို့မင်းတက်ရှင်ခဲ့တာဒီတစ်ချိန်နဲ့မင်းငါစကားကိုနားထောင်ဒီနေရာကိုဘယ်တော့မှပြန်မလာနဲ့တော်တော်လို့ပြောပြီးတော့လူကြီးက ရုတ်တရက်ပဲရေထဲကိုခုန်ဆင်းသွားပြီးတော့ရေလှိုင်းတွေကြားထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီတော့မှသူလည်းအချိန်လေးတွေကိုသဘောပေါက်သွားပြီးကြောက်စိတ်တွေဖြစ်လာခဲ့ရပေါ့။ဖိုးစော်လည်းလေးကိုအပြည့်ထန်လှောက်ခရင်ညနေနေ့ထဲဘယ်ရောက်လို့ဘယ်ပေါက်မှမသိတော့ပဲအတိစိတ်လောက်ကဘလို့မိုးလင်းခဲ့လဲဆိုတာကိုတော့မနှမ့်မိတော့ပါဘူး။မနှမိုးလေးရောက်ကထွက်လာတဲ့ငါးဘန်းသမားတွေကဖိုးစော်ရဲ့လှေနဲ့ဘူမမှန်တဲ့ဖိုးစော်မျက်နှာကိုတွေ့ပြီး ခိုးစော်ကိုရွာစီပြန်ဖို့ပြီးခဲ့ပါတယ်။ခညာထဲမှာထိတ်လန့်ကြောက်မှုစရာအဖြစ်တွေကိုစက်တိုက်ကြီးကြုံခဲ့ရတာကြောင့်ခိုးစော်လည်းတပတ်လောက်ကိုအေးရထဲမှာကြောင်ကရန်းနေပျော်ပြီးဖြားနံနေခဲ့ရပါတယ်။ရှင်းစရာမျိုးမျိုးနဲ့ခုပေမဲ့ရောဦးတုံးစရာတော်ရဲ့ပေးရှင်နဲ့မှသာပုံမှန်အချိန်တွေပြန်ဖြစ်ခဲ့ပြီးအခုတော့ခိုးစော်ကစမ်းစမ်းမောင်မောင်နဲ့ပဲရှိနေခဲ့ပါတယ်။မိတ်ဆွေတို့ရေဒါကတော့ဘိုးကလေးမျိုးနဲ့အောက်ဖက်ပိုင်းကဂရုံလိကျော်လေးမှနေထိုင်တဲ့ ိုဖိုးစော်ရဲ့ထူးဆန်းတဲ့အဖြစ်ပြက်ပါပဲကျွန်တော်တို့ဒီအကြောင်းလေးသူပြန်ပြောနေတဲ့အခါမှာမနေ့တနေ့ကလို့ပြန်ခန်းစားနေရတဲ့အတိုင်းပဲသူ့ရဲ့လက်တွေမှာချက်သိန်းတွေထနေတာကိုလည်းတွေ့ခဲ့ရပါတယ်ဒါအပြင် ဖိုးစော်ရဲ့မိခင်ကြီးကိုမေးကြည့်တဲ့အခါမှာအဲ့ဒီညကအိပ်ပျော်နေတော့မှတစုံတစ်ယောက်ကသူ့ကိုပုံနှိုးလိုက်သလိုမျိုးခန်းစားလိုက်ရပြီးစိတ်ထဲမှာလည်းတားပစ်သူဖိုးစော်အန်နီယန်နဲ့ကြုံတွေ့နေရပြီဆိုတာကိုလည်းခန်းစားမိလိုက်ပါတယ်တဲ့ဒါကြောင့် ဘုရားစီမီထွန်းဘုရားရှင်ရှိမှပဲထန်ပြီးတာဖြစ်သူအတွက်စူတောင်းမေတ္တာပို့သနေခဲ့တာပါတဲ့ဖိုးတော်ရဲ့စိတ်ထဲမှာတော့မာကြီးရဲ့အမေတိုင်ဘုရားလောကရွာ၌လူကြီးရဲ့ထူးဆန်းတဲ့ကယ်တင်မှုတွေကဘယ်တော့မှမေးမရတော့ပါဘူးဆိုပြီးသူ့ရဲ့ပြောစကားကိုကျွန်တော်အကျဉ်းမဲ့ရုံချပြလိုက်ပါရဲ့တခါတည်းမှာဝိညာဉ်လောကရဲ့ထူးဆန်းဟန်ဝေါ်စရာတွေကကျွန်တော်တို့ဘလို့မှခံမလို့မရဘူးမဟုတ်လားမိတ်ဆွေတို့ကရောဘလို့ထင်လဲ ကွန်မန့်မှာမှတ်ချက်လေးတွေရေးပေးခဲ့ကြပါဦးဒီတစ်ပတ်တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာတော့အဲ့ဒီဇွားလေးကပဲဒီကွန်နဲ့ကွန်ပြစ်ထွက်ကြရင်သူတို့ကို မဟုတ်ရှိတဲ့နေရာကို ပြပေးပြီးငါးတွေကိုအစိမ့်လိုက်ယူစားနေတဲ့တရားအဖို့ကြီးနဲ့ကြုံတွေ့ခဲ့ကြရတဲ့အကြောင်းကိုကင်ဆက်ပေးတော့မှမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါဦးအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမှရှိကြပါစေဗျာကျွန်တော်ပင်နေသားပါ